သပတိနေ့မွေးစွာလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နေ့14ရက်နေ့တော်တွင်မှာရှင်ပြန်မှုမှသမျှအောင်မြင်မယ်ထူးခြားတဲ့ကံတလန်းနဲ့လူလားကြအောင်မြင်ခြင်းနေရှိမယ်အတတ်ပညာဘဝတိုးတက်မှုနဲ့ရည်မှန်းချက်အောင်မြင်မှုတွေရှိမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကျိုးပေးမယ် မိတ်ဆွေဟောင်းများနဲ့ပြန်လည်ပူးပေါင်းပြီးလုပ်ကိစ္စတွေလုပ်ဖို့ကြံစီမယ်။ရတ္တန်တဲ့လူတွေစတင်နိုင်တယ်။ဘီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။ရှင်းရည်မှာ ရန်တိုက်ခံနေကြတဲ့တိုးတက်မယ်ကိုရက်နေ့ကစာဝတ်စာတန်ငွေကြေးလက်ပြောင်းလက်လွှဲတည်ထားရမယ်ဆယ်ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရရဆင်ပြေမယ်ဆက်တည့်ရက်နေ့မှာဥတီကျက်သည်နဲ့လုပ်ငန်းသစ်တွေလောက်ကင်ကျိုးပေးမယ်ဆယ်နှစ်ရက်နေ့မှာရတ္တန်တဲ့လုပ်တွေစတင်ခြင်းစီးပွားကံကောင်းခြင်းတွေရှိမယ်ဆယ်သုံးရက်နေ့မှာလူရှိရောက်သူခီးသွားခြင်းမပြုရဘူးအသွမ်းလန်တွေတိုင်းသတိရှိရမယ်ရန်နဲ့ရှင်ပြေလောက်ရမယ်၁၄ရက်နေ့မှာတော့ အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့နေထားဘဝခြေနေတွေကိုပိုင်ဆိုင်ပြီးတော့လိုရာပြည့်စုံခြင်းနဲ့အောင်မြင်ခြင်းတွေကိုရရှိနိုင်ပါလေ။ကြာသပတိနေ့ဗုဒ္ဓနေ့ဧကန်နေ့မွေးသူတွေကောင်းချိုးပေးမယ်။တနင်္လာသောကြမွေးသူများကြောင့်စိတ်အနှောင့်အယှက်ဖြစ်မယ်။သုံးခွန်ကိုကနန်းနေ့အချိုးပေးတယ်။အပြာရောင်မိခိုးရောင်နုနေရောင်တွေကိုသုံးပြီးတော့ အလိုရှိရာကိစ္စတွေကိုစောင့်ရွက်ရင်အောင်မြင်မှုတိုးတက်မှုရဲ့နှစ်သာတာတွေကိုရရှိမှာဖြစ်ပါတယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်နေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာတင်ကန်းအတုဒါနပြုပေးပါ။ကျေးဇူးတင်ပါတယ်။